Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ18ရက်နေ့ရက်မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တောင်းမှကြည့်ကြအောင်ဖြစ်ပါတယ်နော်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်လိုရီတူရှင်သတင်းတစ်ပုဒ်နဲ့စလိုက်မယ်မြို့ဝကျွန်းပေါ်သားများဤအိမ်ပြန်ခီးကကွက်ပြစ်မဟာဗျူဟာကိုပုံမပြည့်စုံစေလိမ့်မယ်လို့ NUG ကကွယ်ရေးဝန်ကြီးဦးမြင့်မှုကပြောလိုက်စေဆိုတဲ့သတင်းဖြစ်ပါတယ်နော်ပြည်သူများတော်လိုက်ရင်းနဲ့အတူတူကရှိနေပြီးဖို့လဲတိုက်တွန်းတာတွေ့ရပါတယ် မှာဆိုရင်ကျွန်တော်ဝင်ကြီးဥယျာဉ်ပြောထားလဲဆိုရင်ဒီတော်လိုင်းအောင်ပွဲကရလကအင်ပတန်ကြီးကျယ်ပါလိမ့်မယ်တဲ့ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်တမိုင်းတစ်ကိုဖန်တီးနေတဲ့တော်လိုင်းပါကျွန်တော်တို့အားလုံးယင်းနေရာကျွတ်နှက်ပါလိမ့်မယ်တော်လိုင်းရဲဘော်တွေအဖို့အားထားစရာတော်လိုင်းပြည်သူတွေပဲရှိပါတယ်ဆိုပြီးမှပြောထားပြပါနော်အဲ့တော့တော်လိုင်းရဲ့ပတ်သက်ပြီးသတင်းကောင်းတွေကိုကြားရမယ့်အခြေအနေမှာရှိနေပါပြီနော်ဟုတ်ကဲ့ကျွန်တော်တို့သတင်းဗီဒီယိုတစ်ခုတခါတည်းသွားလိုက်မယ်နော်ပထမအဆုံးကျွန်တော်ရခိုင်သတင်းတွေတိစက်ထားတဲ့နားအောင်ကြည့်တော့နော်ရခိုင်ပြည်ရဲ့စစ်ကောင်စီလုံခြုံရေးဆိုင်ရာအစည်းအဝေးတွေအပါအဝင် တခြားအရေးကြီးတဲ့အစည်းအဝေးတွေကိုရခိုင်လူမျိုးပြည်နေဝင်ကြီးတွေတက်ရောက်ခွင့်မရတော့ဘူးလို့တင်ရရှိပါတယ်စစ်တွေမျိုးကရခိုင်ပြည်နေအစိုးရရုံမှာနပခတိုင်မူပြည်နေစစ်ကောင်စီဝင်ကြီးရှုပ်ဦးထိန်လင်းနေလုံဝင်ကြီးကျော်သူရာတို့အစည်းအဝေးလုပ်တိုင်းရခိုင်လူမျိုးဝင်ကြီးတွေအစည်းအဝေးတက်ရောက်ခွင့်မရတော့တယ်လို့အကြောင်းအမျိုးမျိုးပြပြီးပြင်ပပတ်ထုတ်ခံနေရတယ်လို့ဆိုပါတယ် ရခိုင်လူမျိုးပြည်နယ်ဝန်ကြီးတွေကိုစစ်ကောင်စီကမယုံလို့အရေးကြီးတဲ့လုံခြုံရေးဆိုင်ရာအစည်းအဝေးတွေနဲ့တခြားအရေးကြီးတဲ့အရေးပေါ်အစည်းအဝေးတွေဆိုအနားတောင်မကက်ရတော့ဘူးလို့ရခိုင်ပြည်နယ်စစ်ကောင်စီနဲ့နှိဆက်တဲ့တည်ရင်မြေတယောက်ကပြောပါရီအရင်ကဆိုရင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းဟာရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးရခိုင်လူမျိုးဝန်ကြီးတွေနဲ့စိုးတိုင်ပြီးကောင်းတိုင်ပြီးရှိခဲ့ပေမဲ့လေနောက်ပိုင်းမှာတော့တိုင်ပြီးဆွေးနွေးတာမရှိတော့ဘူးလို့သိရပါရီ စစ်ကောင်စီကရခိုင်ကိုရက်ဆက်ပုံကျေခဲ့တဲ့အတွေ့အရက်သားဒါဇင်နဲ့ရှိပြီးတေဆုံနေချိန်မှာအာရခတတူအီအီကသဘောထားကြီးစွာနဲ့စစ်သုံးမန်းနဲ့မိသားစုဝင်225ယောက်ကိုကျန်းလွတ်ပေးလိုက်တယ်လို့တတိယရှိပါတယ်။အဲ့ဒီ225ယောက်ဟာမင်းများမျိုးတိန်တိုက်ပွဲအတွင်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့စစ်သုံးမန်းမိသားစုတွေအထက်ကဖြစ်ပြီးမေလ16ရက်နေ့ကကျန်းလွတ်ပေးလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကဘုံကျဲလို့ရခိုင်မှာ၃ရက်အတွင်းအရက်သားအယောက်၂၀ကျော်တေဆုံးခဲ့ရတဲ့အချိန်မှာအေအေကစစ်သုံးမန်းတွေကိုပြန်လုပေးတာဟာအလွန်သဘောရကြည့်တဲ့လုပ်ရဖြစ်တယ်လို့ပြခိုင်းလူခွင့်ရေကကွေမြင့်တင်သူများအဖွဲ့ဒါရိုက်တာဦးမြတ်ထွန်းကပြောကြားခဲ့ပါတယ်။မနေ့ကနေ့လီပိုင်းမှာ အခမ်းအနားပြုလုပ်ကပြန်လုပေးလိုက်တာဖြစ်ပြီးအာရခတက်တော်တာဝန်ရှိသူတွေကသူတို့ကိုအားပေးစကားတွေပြောကြားခဲ့ကကားရီနဲ့ စစ်သုံးပန်းတွေတွားလို့တွေမင်းများမြို့နေထေကနေရာတွေကို လိုက်ပါပို့ဆောင်ခဲ့တယ်လို့ ULAA နဲ့နီးစပ်သူအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရီပြီးခဲ့တဲ့ April 23ရက်နေ့တကြံအကျိုးနေရာလေးမင်းများမြို့တင်တိုက်ပွဲကနေဖန်စီမိထားတဲ့စစ်သုံးပန်းနဲ့မိသားစုအယောက်180ကိုအေအေကပြန်လို့ပေးခဲ့ပါရီကဲဒါတွေခိုင်သတင်းပဲဖြစ်ပါနော် ခေတ်တော်တဲ့တဲ့ဘုတ်ကတော့မင်းရကြီး NGO ဝင်ကြီးอ่ะဗောနော်လေချောင်းတက်ခိုင်းမှုနဲ့ပတ်သက်တဲ့ဟာတွေဗောနော်လုပ်တဲ့လူတွေရောအမိန့်ပေးတဲ့သူတွေရောဒါအပြင် online မှာမဟုတ်မှန်သတင်းရေးသားသူတွေကိုအရေးမေးပြောတဲ့အခါမှာတော်တော်လေးကိုလောင်သွားတယ်ကြော်ဆိုးရပြီးတော့နားထောင်ကြည့်အောင်နော်ကောင်းပြီကဘာဖြစ်သွားလဲဆိုတော့ဗျာအဲ့လိုကိစ္စတွေဖြစ်တဲ့အတွက်သူကအရေးယူမယ်ပေါ့ဗျာအရေးယူတော့မှသူကခင်ဗျာပြည်ပင်းမှအရေးယူတာမဟုတ်ဘူးအဲ့တော့သူကအဲ့မှာအရေးယူမှာပါတယ်ဗျာအရေးယူမှာပါတာကအဲပါရမကျွန်တော်တို့စစ်ခေါင်းဆောင်များတဲ့ အမိန်ပေးစီတိုင်းကိုအရာရှိများတဲ့လက်တွေ့လောက်ကန်သူလောက်ကန်သူလေမှုများတဲ့အကြက်ဖက်တပ်ဖွဲ့များတဲ့ကုညီပံပိုးသူအားပြအမပြုသူတရေမှန်ကိုဖုံးကွယ်လိမ်ညာနေသည့်စစ်တပ်လော်ဘီများအားလုံးကိုဥပဒေနဲ့အပြစ်ပေးယူယူနိုင်တဲ့အတွက်နိုင်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများဒီမှာမကပြည်တွင်းတရားရုံးများပါတရားမျှတမှုဖော်ဆောင်ရေးအစွမ်းကိုကြိုးစားပါမယ်တဲ့။အဲဆိုတာဟောဗျာဆိုတာကခင်ဗျာမြောက်ဒီရလူတွေသူတို့မြောက်ဒီရလူတွေ MRD ဘက်ကိုစိတ်ဝင်စားတာမဟုတ်ဘူး။သူတို့ကကြိတ်ချင်တာကျွန်တော်တို့ကြိတ်ချင်တာ ကျွန်တော်တို့ကြိတ်ရှင်းတာအဲ့တော့ကျွန်တော်တို့ယာဒီပြည်တို့မှာရှိတဲ့မီဒီယာတွေပြီးရင်ကျွန်တော်တို့ဘက်ကဝိဇာတိတိနော်အဲ့ဒီအုပ်စုကြိတ်ရှင်းတာအဲ့တော့မင်းတို့ကောင်တွေကိုအဲ့တော့မင်းတို့ကောင်တွေကတို့ရားတဲ့နေရာမှာတတ်မယ်ဆိုတဲ့သဘောပဲသဘောပဲအဲ့လိုပဲအဲ့တော့မင်းတို့သူလည်းဆိုလိုတာပြောမင်းတို့လုံရင်လုံမင်းတို့လုံရင်လုံရဲမင်းတို့မင်းတို့ငါတို့နိုင်ငံတကာတရားဥပဒေအမှုဖွင့်မယ်ပြည်တွင်းတရားဥပဒေအမှုဖွင့်မယ်ဆိုတော့ဗျာတို့အာတို့ရဲ့ဒီတို့တို့အောက်မှာရှိ PDF တွေကိုလာရှင်းခိုင်းမယ်အဲ့ဒီသဘောပေါ့အဲ့လိုရှင်းပါဗျာကျွန်တော်တို့ရှင်းတယ် ကျွန်တော်ရှင်းတယ်ကျွန်တော်မိဘအသက်ခံရရင်ကျွန်တော်မိဘအသက်ခံရရင်ကျွန်တော်မိဘအသက်ခံရရင်ကျွန်တော်အတိုင်းဝန်းအသက်ခံရရင်အဲ့ဒီမှာရှိတဲ့တော်တော်ကြောက်နေနော်ကိုကြောက်ပါဒီလွတ်တော်ကိုစလေရဲ့လွတ်တော်ကိုစလေအမှန်ဟောင်းစစ်သွေးကြခေါင်းဆောင်ရဲ့အဖေတို့မှုအမေစီးရီလိုက်ဆွဲမှာကျွန်တော်တို့ကတော့ရှင်းတယ်ကျွန်တော်တို့ပြစ်တာထားမလို့ကျွန်တော်ယောက်ျားတွေယောက်ျားတွေနှစ်ချက်ပဲရှိတယ်မင်းကြိုက်မလားငါကြိုက်မလားနှစ်ချက်ပဲရှိတယ်ကျွန်တော်တို့ ကဲကြားရတိုင်းပေါ့နော်ဒီမှာတော်တော်လေးကိုကြောက်ပြီးတော့ပေါ့နော်ရှောက်ပြီးတော့ပြောနေတဲ့အနေထားဖြစ်ပါတယ်ဒီလောက်ပြောနေဆိုရင်တေချာပေါ့ဒီကထုတ်ပြန်ချက်ကိုတော်တော်လေးကိုကြောက်ပြီးမှလောင်နေတာဖြစ်ပါတယ်နော်ယောက်ျားစီပဲရှိတယ်အဲ့တော့အဲ့ဒီကကျွန်တော်တို့စိတ်ခေါ်တာအဲ့တော့ဆိုတော့ရမင်းတို့ဒီလိုအလုပ်တွေချက်တန်းရက်ချက်တန်းမြန်မင်းတို့မိသားစုတွေမင်းတို့တွေ့ရတဲ့ညာရှင်းပါဗျာကျွန်တော်တိုင်းပြီးတော့လောက်တာကခင်ဗျားကလည်းဒီကောင်နေသိတာခင်ဗျားအဲ့ဒါပဲဒီကောင်နေကခင်ဗျားဟိုကြီးစရာကောင်းတယ်ခင်ဗျားတို့ပြောပြမယ်စစ်ကောင်စစ်ကျွံပညာကြီးမတင်နဲ့တဲ့စစ်ကျွံပညာကြီးမတင်နဲ့လို့ပြောတယ် တော့အဲ့မှာတို့ဒီဆရာဆရာမတွေဖမ်းနေတတ်တိုင်းလုံတာပေါ့ဒီကောင်တွေနိုင်ငံတကာအကြောင်းကြီးတော့ဘာမှမထီရဘူးနိုင်ငံတကာအကြောင်းကြီးကလည်းဒီ NASA ကရဲ့တင်ယုံညွန်းတဲ့အနေနဲ့တို့ရဲ့ဒီတို့ရဲ့တင်ယုံညွန်းတဲ့ပေါင်းဆက်ပြီးတင်ကြတာဗျတင်ရမယ့်နိုင်ငံတကာဒီနိုင်ငံတော်ရဲ့တင်ယုံညွန်းတဲ့ဘုံပါဗျတောက်တိုင်းနဲ့တင်ရတာဗျအဓိကမင်းတို့ဒီအာနာသိန်းထားတဲ့စစ်ကောင်စီဒီမှာပတ်သက်ဖို့ပဲစစ်ကောင်စီလှုပ်တမြဟာအားလုံးကိုစန့်ကျင်ကြရနော်အဲ့လိုကျတော့တို့ကဒါပညာရေးရန်ရလို့တို့မထင်အောင်တို့မတွေးနိုင်ဘူးလေခင်ဗျကြည့်လိုက်ဒီနိုင်ငံကကျောင်းအဆရာဆရာမတွေ ။ဘယ်နေအောင်မြတ်ဖန်ကြီးကတာရှိလို့။အဲကြောင့်နေမိုင်းခွဲကန်တာဘာမှရှိတယ်။ထီုံထီရ။ကျမရှိရကုန်လား။ကျန်ကမာဆိုကြော်လို့ပြဟာပြီ။နေပါလေအများကြီးပဲ။ကျော်ရွာသီးလဲပါလို့။ဘာမှမသိဘူး။ဘာမှသိရပါလား။ကျွန်တော်ဂိမမဆိုင်တာ။အဲ့တော့ကျွန်တော်အန်ယူဂျီကိုပြောမယ်။ရတယ်။ငါဘယ်ဒေတာကြီးပြင်းလာလဲဆိုတာမင်းတို့လည်းသိတယ်။မင်းတို့လည်းသိတယ်။အဲ့လိုပဲငါကြီးပြင်းလာခဲ့တဲ့မြို့မှာငါကြီးပြင်းလာခဲ့တဲ့မြို့မှာအန်အဒီလွတ်တော်အမောင်စစ်တိုးကြခေါင်းဆောင်ရအဖေအမေဗမာရှိရငါသိတယ်။ငါမြို့မှာငါသိတယ်။ အဲ့မှာဘသူတွေပါလဲငါတိတယ်ရတယ်ကောက်လေးစီးစီးလိုက်ပေါ့မင်းစီးစီးလိုက်ပဲဒါတော့အရှင်းနဲ့ဒါကျွန်တော်အန်ယူယူတော့ပေါ်တင်ပြောတာနော်အန်ယူယူငါတော့ပေါ်တင်ပြောတာရှင်းတယ်မင်းတို့ကအဲ့ဒါချိန်ချောက်ပြီးတော့ငါတို့အဲ့မဆိုင်တဲ့လူကထက်ကုန်မယ်ရကုန်ပါဘူးနေချိန်ဘာမိမာတွေကိုမင်းတို့လှုပ်ကြံလို့ရတယ်လှုပ်ကြံလို့ရတယ်အဲ့လိုပဲငါတို့ကျွန်တော် message ပါလဲအများကြီးပဲဟိုမှာဒီ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 ဖုန်းကောတွေလာတာ TikTok messenger အခြားမဲ့လာအများကြီးပဲငါတို့ခူးစားတယ်တိုင်းမျိုးချလို့လို့တာ ါတို့ရဲ့ဘဝတွေအသက်တွေအပေါင်းပေးထားယူပါတယ်တိုင်းပြည်ကောင်းဖို့အတွက်လုပ်တာဘီယိုမဆိုင်ဘူးဟွန်းနော်ပြောဖို့ကလို့ပြောဖို့ကနော်ဒါတကယ်အချက်ပဲစစ်ကောင်စီလော်ပြီးမီဒီယာသမားရယ်နော်ပြောဖို့ကလူမိုက်လူမိုက်ဆန်ဆန်လာပြောပြီးတော့ချင်းချောင်းနေသေးတယ်ဒါကျွန်တော် NGO ပို့ဖို့လည်းပြောတာမင်းတို့ green side လို့ပြောတာမဟုတ်ဘူးဒါငါတို့ရဲ့သဘောထားကိုပြောတာရတယ်လေမင်းတို့ကဘာဖြစ်လဲငါတို့မိဘအကျင့်ရတယ်လေငါတို့မိဘဆုံးရှုံးကွာဒီဘယ်နှစ်ရောက်လဲမင်းခုဘာမှမလုပ်လို့ဒီလောက်ထိ အသက်ရှင်နေတာနော်မင်းတို့ပဲဒီလက်ဘက်ကိုဘုံကျဲလိုက်ဘာကျဲလိုက်နေမလားပြည်သူတွေမြောက်များစွာကလေးတွေရမြောက်များစွာအသက်ဆုံးရှုံးနေရတာအဲ့ဒါကြတော့သူတို့မပြောဘူးနော်သူ့ရဲ့ဆွေမျိုးတိုင်းဝိုင်းထိလာတော့တော်တော်လေးကိုလောင်နေတဲ့အခြေအနေဖြစ်ပါတယ်နှစ်ယောက်ပေါ့ဟုတ်လားအဖေမေအမေရောမရှိတော့ဘူးအဖေတော့ရှိသေးတယ်အဖေတော့ရှိသေးတယ်မင်းတို့တယောက်ဆိုရင်ရတယ်ငါစီးလိုက်ကုန်ပါစီးလိုက်ကုန်ပါအဲ့ကျိပါငါတော့ယောက်ျားလေးဟုတ်လားအန်ယူစိတ်ခေါ်တာပဲစိတ်ခေါ်တာပဲအဲ့အဲ့အချိန်ကြီးရှိတယ်နောက်တဲ့အချိန်ကကျွန်တော်တို့ဒီ မင်းကြီးတို့ကြီးတောင်းတာမလိုက်အဲ့ဒီကြောင့်မှကျွန်တော်တို့ဒီတိုက်ပွဲတွေကပြင်းထန်နေစေဖြစ်တယ်အဲ့ဒီကိုကျွန်တော်တို့အဲစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းပြည်ရဲတွေစုပြီးတိုက်တာတချို့ကျွန်တော်တို့ဒီလာပခတိုင်းကတော့တောက်လျှောက်ကျွန်တော်တို့ဝင်းဝင်းပြုတ်တွေတောက်လျှောက်ပေးနေတယ်မြေပြင်စစ်ကြောင်းတောက်လျှောက်လုပ်ပြီးနေပြီးရှင်းလင်းမှုတွေလုပ်နေတယ်အားလုံးအချိန်ကြီးကောင်းတယ်ကျွန်တော်တို့တရားသလောက်အချိန်ကြီးကောင်းတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့မနေ့တောင်းရကြကျွန်တော်အကျယ်ဝင်းတင်ပြမယ်အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ energy မင်းတို့ချိန်ရင်ကောင်းလဲချိန်ပါဒါတော့မြစ်တာထားတဲ့ဘာမပါဘူးเนาะအဲ့ဒီကစစ်သွေးကြွား ခေါင်းဆောင်တွေလွတ်တော်အမဟောင်းစစ်သေးကြခေါင်းဆောင်တွေမင်းတို့ဖြစ်အမိလဲထမဲဝအောင်စားတာလဲဟုတ်ပြီလားပေါ်တင်ကဲကြားတိုင်းပေါ့နော်အဲ့တော့ဒီចောင်းစိုးကတော့စိန်ခေါ်လိုက်ပြီပေါ့နော်အဲ့တော့ဒီဘက်ကနေလဲ လုတ်လုတ်ဆရာရှိတယ်ပြပြသားလို့ဖို့လိုပါရနော်အဲ့တော့ဘာပြောသူတို့တွေကတော့ဒီလူစိတ်ရှိတဲ့သူတွေဖို့ပေါ့နော်အခုသူပြောတဲ့စကားတွေဆိုလည်းကြည့်လိုက်လူတယောက်ရဲ့စဉ်းစားပုံမီဒီယာသမားတယောက်ရဲ့စဉ်းစားပုံနဲ့လည်းဘာမှမတူတော့ပေါ့နော်ကြုံမြင်ဆိုလည်းအဲ့လိုပဲ1027တော့ကလည်းပေါ့နော်ဒီမြို့ကြီးကိုပေါ့နော်အပေါ်ကနေဓာတ်ဆီလောက်ပြီးမီးရှို့မယ်လို့ဟိုတက်လိုက်မယ်လို့ဘာလို့ပေါ့နော်အဲ့လိုပြောခဲ့ပြီးတော့လူပြည်သူတွေချိန်ချောက်တဲ့ဒီမီဒီယာတွေပေါ့နော်အခုဆိုလည်းတကယ်လူမိုက်ဆန်ဆန် လာပြောတဲ့အနေထားဖြစ်ပါနော်အဲ့တော့ဘာပြောသူ့ဘာတော့တရုတ်ပေးထားတဲ့အသက်ကြောင့်တော့ဒီလောက်ဒီအသက်ရှင်နေတာဖြစ်ပါတယ်နော်အခုချိန်မှာဆိုရင်ဘာပြောဒီတော်လိုက်တစ်ဖွဲ့တွေရဲ့ဒီနောက်ဆုံးထိုးစစ်ပေါ့နော်နောက်ဆုံးလိုင်းကဘယ်တော့လာမလဲတော့မသိဘူးနော်လာတဲ့အချိန်ကျရင်နော်အမှကြော်ဆုံးနေတော့တွေ့ကြရင်ပေါ့နော်အဲ့တော့တော်လိုင်းဖွဲ့တွေကလည်းဒီကြော်ဆိုးပြောထားတဲ့ဗီဒီယိုဖိုင်တွေ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကြော်ဆိုးရဲ့မွေးကားတဲ့ရင်ဘယ်တော့ကြားမလဲဆိုကျွန်တော်စောင့်ကြည့်ရဖြစ်ပါတယ်နော် ဂျမစစ်ကောင်စီစစ်တပ်ကြီးဘလောက်ထိဖျော်ဖျဲနေဖြစ်နေလဲဆိုတာတစ်ချက်တောင်းကြည့်လောက်နော်။ငါတို့ကတတ်မတော်ချစ်မြတ်နိုးဒီသူပါတတ်မတော်ချစ်ပါတယ်နော်။အာငါတို့ဘလို့တက်မတော်ကိုချစ်တာစစ်တပ်ကိုဘလို့ချစ်တာဆိုတဲ့တူတွေအတွက်တည်င်းကောင်းလာပါပြီအဲ့ဒါကပါလဲဆိုတော့ရခိုင်ဟမ်သေချင်းစိုးနဲ့သေတဲ့ကောင်နဲ့မတာပေါ်ရတဲ့ကောင်နဲ့ဖမ်းမိသွားတဲ့ကောင်နဲ့နော်အင်းအောင်လှိုင်အတွက်အသေးခံွားတဲ့ကောင်တွေရဲ့ကြံပိခဲ့တဲ့ဒီသားသမီးမိမြစ်တွေစစ်တီတုံးနေရဲ့မိသားစုတွေကို ရခိုင်တပ်တော် AA ကဒုတိယအကြိမ်ထပ်လွတ်ပေးလိုက်ပါเนาะအဲ့တော့ဒီမိသားစုဝင်တွေအတွက်စစ်တပ်ကိုချစ်ပါတယ်ဆိုတော့စစ်တပ်ထောက်ခံတဲ့သူတွေเนาะမင်းအောင်လိုင်းစစ်တပ်ကခေါင်းဆောင်ပါလို့ကိုကိုတောင်းဝင်ခံထားတဲ့မင်းအောင်လိုင်းကစပြီးတော့နောက်ဆုံးအောက်မှာမင်းအောင်လိုင်းဘုံမနေတဲ့เนาะဖွ่นနဲ့ခွေဆက်ပေါက်ထားတဲ့ဖွ่นခွေတွေအထိဘာတောင်းဝင်ယူပေးနိုင်ကြည့်ချင်တယ်အဲ့ဒါအဖြေပဲเนาะဒီတော်နိုင်ရင်မှအဲ့ဒါအဖြေပဲဒီတော်နိုင်ရင်မှတစ်ဖက်မှာတည်ဆုံမှုရှိတယ် တဖက်ကတိုက်တာဒီသေင်သေးပါသေးငါတို့တိုင်းပြည်သူကဒီခွေးသားတွေတော့အာနာမပေးဘူးဆိုတော့ယူချက်နဲ့ကိုကိုတိုင်းအသေးခံပြီးတိုက်တာအဲ့ဒါတော့တေဝါနဲ့ရဲဘော်အတွက်သူ့ရဲ့လောက်ဖို့ကင်ပဲရဲဘော်တွေကကြည်စံမိုးရွာနေတဲ့ဂျာမန်အလောင်းရအောင်ကောက်ပြီးတော့ကောင်းမွန်စွာတကြိုပေးတယ်တဖက်မှာကျတော့မင်းအောင်နိုင်အတွက်ဘူမတိဘာမတိငါတို့ကစစ်တာပေးတဲ့အမိတ်တိုက်ကပါလေဆိုတော့เนาะဘူမတိဘာမတိပဲတိုက်ပြီးတော့သေချင်းစုံနဲ့သေတဲ့ရဲဘော်တွေကတော့ စစ်သားတွေပေါ့နော်အရာရှိအကျက်စစ်တီတွေအလောင်းကောက်ဖို့မပြောနဲ့ခွေးစားတော့ငုတ်လို့ထိုင်ကြည့်နေတယ်ပေါ့ကပြီးလို့ရှိရင်လည်းကြံမြင့်ခဲ့တဲ့မိသားစုအတွက်တောင်းဝင်ယူမှုတောင်းဝန်ခံမှုဘယ်သူမှမရှိတဲ့ပေါ့ကပြည်သူတွေကလည်းစစ်သားတယောက်တွေွားလို့ဝမ်းမနေတဲ့အပြင်ဟာခွေးသေးတယ်ခွေးသေးကောင်ခွေးနဲ့နှိုင်းပြီးတော့တမိုင်းရိုင်းခဲ့ရတယ်ပေါ့ကအဲ့ဒီဘဝနှစ်ခုမှာကြံမြင့်ခဲ့တဲ့တာသမီမိသားစုအတွက်တော်နိုင်ရဲဘော်တယောက်ကြဆုံးွားလို့ ကြံမိခဲ့တဲ့မိသားစုမျက်နှာမငယ်ရဘူးပြည်သူကြားထဲမှာသူ့ယောက်ျားပေါ့သူ့ရဲ့အကူပေါ့သူ့ရဲ့သားပေါ့သူ့ရဲ့ဦးလေးပေါ့တော်လှန်ရေးလုံးမှာစာဆောင်ရတာလေဟဲ့ဘယ်နေရာမှာနှမျိုးကိုကောင်းလိုက်တာကျွန်တော်ပြောစကားမှားလားမှန်လားဒီစကားဒီနှစ်ဖက်လုံးမှာရှိမယ်စစ်တပ်ထောက်ခံသူအာငါတို့ချမ်းမနဲ့ငါတို့ဝင်ပြင်ဟဲ့ကျွန်တော်တို့ကကြည့်တဲ့နေရာမှာအပရိတ်ကြည့်ရလူအများစုကိုကြည့်ရလူအများစုဒီဘယ်လိုမျိုးလုပ်လဲစစ်သားတွေလူအများစုဒီ ပြည်သူအများစုဒီစစ်သားတစ်ကောင်တိုက်ဝဲမှာသေသွားရင်ဘယ်လိုပြောလဲဝမ်းနယ်လားပျော်ကြလားပြည်အများစုဒီတော်လိုင်းရဲဘော်တယောက်တိုက်ဝဲမှာကြာဆုံးသွားရင်ဝမ်းနယ်လားပျော်ကြလားအဲ့ဒါဖြေပဲအဲ့တော့ရခိုင်တပ်တော် AA ကဒီနေ့စစ်တုံးမှန်း200ကျော်ကိုပြန်လွှတ်လိုက်တယ်နော်တတိယလေးကိုဖတ်ပြန်ပြီးမှဆက်ပြောပါမယ်နော်ဒီနေ့စကားပြောတာနည်းနည်းကျွတ်ထိုးနေတဲ့အတွက်အစင်မပြေတာရှိရင်ခွင့်လုပ်ပေးပါ ရခိုင်ပြည်နယ်မင်းပြားမြို့တိမ်တိုက်ပွဲတွေဖမ်းဆီးထားတဲ့စစ်တပ်ကတော့လေးကြောလိုက်ပါနော်။နေရာကြောကိုအခါအချိန်ဒီမှာတော့တို့စစ်တပ်မှမိသားစုဝင်တွေကိုပြန်လွတ်ပေးခဲ့တယ်ဘရောက်လူလာချင်းစာနာမှုရှိလက်ဆိုတဲ့အဖြေပဲ။အဲ့တော့လက်ရှိစစ်ကောင်စီဟာသူကဘာလုပ်လဲဆိုတော့စခန်းတိမ်တိုက်ပွဲလုပ်နေတယ်။အဲ့ဒီစခန်းတိမ်တိုက်ပွဲမှာတို့ဘက်ကနော်စစ်ကူပြစ်ကူတောင်းနေတယ်။အဲ့ဒီစစ်ကူပြစ်ကူကိုတို့ကလည်းမပို့နိုင်ဘူး။အဲ့ဒီအချိန်မှာဒီဘက်ကစခန်းတိမ်ငန်းတဲ့ဘက်က နော်သူတို့လုံးဝကွန်တက်မလုပ်တော့ဘူးအဆက်အသွယ်မလုပ်တော့ဘူးစကန်းလက်နှုတ်ကတော့လက်နဲ့ချတော့မယ်အလံယူထောင်ရတော့မယ်ဆိုရင်အဲ့ဒီစကန်းပေါ်ကျဲချအဲ့လောက်ထိယုံပါလားအဲ့ဒီစကန်းပေါ်ကျဲချပြီးတော့ဒီဘက်ကလမ်းဘက်ကလူထိနေတဲ့အထိအဓိကတော့သူတို့စစ်သားတွေပေါ်သူတို့ပြန်ကျဲချပြန်တာဒါဟာတနည်းအားတည်းမဟုတ်ဘူးနော်လာခဲ့ပါဇက်ရမ်းပြောတာမဟုတ်ဖုံးထောင်ပြီးတော့ဘယ်စကန်းမှာဘယ်ရက်ကဘယ်လိုလုပ်လဲအထိကပြောပြမယ်နောက်တစ်ခုကတကယ်ဒီစစ်တုံးမှန်မီတာစုဝင်တွေအတွက်နော်သူတို့ဒီသူတို့ရဲ့စစ်သားအချင်းချင်းပေါ်မှာ တစ္ဆာရှိတယ်ဆိုရင်နော်အခုလာရှိုးလာရှိုးမှာဘွားပြက်သွားရတဲ့စစ်သားသားမယားမိသားစုတွေကိုယ်ကငွေရည်လိုင်းပေါ်တက်လာရိတ်ခါတွေဖြတ်ခန့်ထိတယ်တေဆုံးလောက်ပြောင်းလို့ရှင်းပြတော့အလောင်းမရလို့ပေကြီးဆုံးနဲ့ပေသွားပြီးတော့ထောက်ပံ့ချင်မရအောင်အလောင်းမရတဲ့ကောင်တွေအဲ့လောက်ထောက်လာပြည့်လို့ရှိရင်ရိတ်ခါထုတ်ပေးမယ်ဆိုရင်၈လလာဖြစ်တယ်တရားမပေးဘူးနော်အဲ့တော့ပြန်စစ်သားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကတွေးခွဲနေတာမဟုတ်တော့အမှန်တရားကိုမြင်အောင်ပြောပြတာ ခင်ဗျားတို့စစ်သားတွေရဲတွေနော်နဲ့စစ်သားတွေရဲတွေမိသားစုဝင်တွေနဲ့ခင်ဗျားမြင်အောင်ကြည့်ပါသူတို့လက်ရှိမင်းအောင်နိုင်ပြောတယ်သူ့သူတပ်မတော်ရဲ့ခေါင်းဆောင်မှာခံယူထားတယ်ပြီးလို့ရှိရင်ဘောမတွေသူတို့တပ်မတော်ရှင်းမြတ်နိုးလူကပြောတယ်ခင်ဗျားတို့စစ်တပ်တွေဟိုမြောက်ပေးတယ်အာငါတို့တပ်မတော်ကြီးငါတို့ကတပ်မတော်ချစ်တူစက်တဲ့ဖြင့်ငါတို့တပ်သားတွေမနိုင်ရမယ်မျိုးသူမြောက်ပေးတယ်ဒါပေမဲ့အခုတော့တိုက်ပွဲမှာကြဆုံးသွားတယ်တေဆုံးသွားတယ်ဘဝပြတ်သွားတယ်ခင်ဗျားတို့အကျိုးခံစားဖို့ပေးတာခင်ဗျားတို့ကြံပစ်ခဲ့တဲ့ကိုယ့်ရဲ့သားလေးသမီးလေးကိုယ့်မိန်းမတွေ့ အဲ့ဒီခမားတို့အတက်နဲ့လဲပြီးတော့တိုက်ပေးွားတဲ့အဲ့ခေါင်းဆောင်တွေနဲ့ခမားတို့เนาะမြှောက်ပေးခဲ့တဲ့အဲ့ဒီဘောမှာဘာတောင်းဝင်ယူမှုတောင်းဝင်ခံမှုပေးအဲ့ဒါအဖြေပဲအဲ့တော့ဒီတော်လန်ရင်းမှာကျွန်တော်ပြောတာကเนาะသူတို့အာနာရဖို့အတွက်စစ်ခေါင်းဆောင်တွေကခမားတို့အတေခံခိုင်းတယ်သူတို့နေရာခေါင်းတစ်ခုရဖို့အတွက်အခုဇော်ဘုံဟင်းတို့ကြည့်เนาะကျော်စိုးဦးတို့ဇော်ဘုံဟင်းတို့ကျော်မျိုးမင်းတို့မပူတူတို့ခမားလက်ရှိဘောမှာလက်ချွေးကြီးတို့ရပါတယ်เนาะ သူတို့ဘုံကအနစ်အစားချောင်မို့အတွက်ဟိုအဘကိုပိုင်တယ်ဒီအဘကိုပိုင်တယ်အာသူတို့ပြောရင်ပြီးတယ်ဇော်ဘုံဟင်းဆိုကြည့်ပါလားအဲ့ငါပေါ့ကြည်လိုက်အဘယ်တိုင်းမို့ဘယ်လိုပြောလိုက်တာစသဖြင့်သူတို့ပြီးရင်ပြီးတယ်အဲ့ဒီအနေထားကိုနေရဖို့အတွက်ခမည်းတော်မြောက်ပေးတယ်အခုခမည်းတော်ကမိသားစုဝင်နေဒုက္ခရောက်တယ်ပေတဲ့လူကပေသွားတယ်ဒုက္ခတဲ့လူဖြစ်တဲ့လူကဖြစ်သွားတယ်အဲ့ဒီစစ်တပ်မိသားစုတွေအတွက်အဲ့ဒီဘောမတွေဘာတစ်ခုထောက်ပံ့ ခြေောက်ပြက်ပြီးတေဥဖြစ်နေတဲ့ဆေးရုံပေါ်တက်ပြီးတော့ဟိုလူလေးပတ်စံလေး9000ကန်းဒီလူပတ်စံ9000ကန်းမြောက်လိုင်းပေါ်တင်တာမရှိဘူးတကယ်လားခမားတို့စစ်သားပေါ့နော်ဒီလက်ရှိစစ်တပ်အပေါ်ကိုစစ်တပ်ခေါင်းဆောင်တွေကစေတနာဖြူစင်းနေဆိုရင်ပွဲမှာကြဆုံးသေဆုံးသွားတဲ့မိသားစုဝင်တွေစစ်သားတွေရဲ့မိသားစုဝင်တွေကြံပစ်ခဲ့တဲ့မိသားစုဝင်တွေအတွက်ဘဝအာမခံချက်ပေးရမယ်လေမှန်ပါပဲပေးလာကိုအဲ့ဒါအဖြေပဲအဲ့တော့ဘဝအာမခံချက်မပေးတော့အခုပြန်လွတ်လိုက်တဲ့အေအေက200ကျော်ခမားတို့ရက်ထဲရာအတွက်ပြည်သူတွေသွားနေကြည့်လိုက် နော်အခုတပတ်ပေါ့ရခိုင်ထွက်လိုက်တယ်အယောက်ဒီတိုင်းဖြစ်ဖြစ်ပတိန်ဖြစ်ရန်ကုန်ဖြစ်စတဲ့ဖြစ်တနေရာမှာတွန်းနေကြည့်တယ်အာကျွန်တော်အဖေကတော့ကျမလင်းရတော့အေးနဲ့တိုက်ရတိုက်ပွဲမှာစစ်ကောင်စီဘက်ကကြာသွားတာပါဒါကြောင့်မို့စစ်တပ်ထဲမှာနေလို့မရဘူးကျမတို့ဒီရွာကိုပြောင်းလာပါခင်ဗျားတို့ပြည်သူတွေဘယ်လိုဆက်ဆံမလဲအဲ့ဒီအဲ့ဒီအဖေတွေကိုမြင်အောင်ကြည့်ကြပါအဖေတွေကိုမြင်ဖို့လိုတယ်အဲ့ဒါစစ်သားဆိုတာအမိတ်ပေးရင်တိုက်ကမှန်တယ်စစ်သားဆိုတာ COC နာခံမှုရှိရမယ် နော်ချိန်ရောက်ကုန်မှန်ပြေဝနာကမှုရှိရမှန်တယ်ဒါပေမဲ့အဲ့ဒီပေးတဲ့အမိတ်ကမှန်ကန်တဲ့အမိတ်တိုင်းပြည်အတွက်တရားမျှတာတဲ့အမိတ်ပြုဖို့လိုတယ်အမိတ်တိုင်းကိုနာခံမှာမဟုတ်ဘူးမှန်ကန်တဲ့အမိတ်ကိုနာခံအဲ့တော့မှန်ကန်တဲ့အမိတ်ကဘာတွေလဲကြည့်လိုက်မယ်ဆိုရင်စစ်တီတော်ကျင့်ဝတ်60ဆိုတော့တခါရှိပြီအဲ့ဒီစစ်တီကျင့်ဝတ်နဲ့မကိုက်ညီတဲ့အမိတ်တွေပေးလာပြီဆိုခမည်းတော်ဟာအကြံဖက်တမဖြစ်ပြီခမည်းတော်ကတိုင်းပြည်ကိုတစ်ဆက်ဖောက်လိုက်ပြီအဲ့ဒါချိန်နေတယ်အဲ့တော့ကျွန်တော်တို့ကမူတွေရှိပြီးသား တတ်မှတ်ထားတဲ့စံချိန်စံနှုန်းတွေရှိပြီးသားအဲအင်းမူကတက်ဆိုတိုင်းတက်เสียမလို့ဘူးအဲ့တော့ဒီစစ်မှုထမ်းဥပဒေပြောတော့နှစ်နှစ်စစ်မှုထမ်းဥပဒေနှစ်နှစ်ထွက်လို့ရမှာတင်လားမရဘူးဘယ်တော့မဲဆိုတဲ့อืมဟုတ်တယ်နော်ဘလို့လိန်ညာခဲ့ခင်ဗျားတို့အခုနှစ်နှစ်ပြည့်တယ်ထွက်လို့ရလားစစ်မှုထမ်းဥပဒေနဲ့အခုမှဝင်တဲ့ကောင်တွေမပြောနဲ့ဟုတ်ခဏနေဟုတ်ခဏနေဟုတ်နော်ဟိုရှစ်ပွေတနီ၆ထပ်က15နှစ်အနှစ်20လောက်တက်ရှိတဲ့စစ်သားတွေထွက်ချင်တာအများကြီးပဲထွက်ခွင့်ရလား ဲ့တော့စစ်မှုထမ်းဥပဒေနှစ်နှစ်ဆိုတာလားခွေးခွေးစကားအဲ့တော့ဒါကြောင့်မလို့လက်ရှိစစ်တပ်ထဲမှာဒီလက်ရှိမင်းအောင်နိုင်ရဲ့ရုပ်မှန်မှုတွေကိုလက်မခံနိုင်တဲ့စစ်သားကောင်းတွေအများကြီးကြီးကျွန်တော်အများပြောတယ်လို့ပေါ့စစ်တပ်ထဲမှာနှစ်မျိုးရှိတယ်စစ်သားနဲ့စစ်ခွေးစစ်ခွေးဆိုတာဘူမတိဗာမတိအပေါ်ကောက်ကောင်းတွေခေါင်းဆောင်တွေသူတို့ခေါင်းဆောင်တွေမြှောက်ပေးတဲ့ပြည်သူကိုခွေးလိုလိုက်ဟောင်းနေကောင်အစစ်ခွေးခွေးလိုလိုက်ဒုက္ခပေးနေကောင်စစ်ခွေးနော်ဒီဟာကြီးကမှားနေမှကိုအောင်တော့ကိုစဉ်းစားပြီးတော့မလွှဲတာလို့မထွက်နိုင်ရင်ပဲလုံနေတဲ့စစ်သားတွေအများကြီး ဒါကြောင့်မလို့အဲ့ဒီစစ်သားတွေကိုပြောနေတာခမားတို့တွေစစ်သားဗျာတတိရှိတဲ့ယောက်ျားကြီးဟမ်တတ်ရဲတေရဲဆိုရင်အမှန်တရားဘက်ကဘာဖြစ်လို့တတိမရှိရဲကြလဲကဲဒါတော့ကိုစီသုံးသက်ချက်ပြီးသူဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့အချက်မစစ်ကောင်စီရဲ့အခြေအနေကိုသုံးသက်ပေးတာဖြစ်ပါတယ်ကဲနောက်တဲ့သတင်းတစ်ပုဒ်ကလည်းဒီကြောင်မင်းမင်းကဒီနိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့နော်ဖဲ့လိုက်တဲ့ဗီဒီယိုဖိုင်နားထောင်ကြည့်အောင်နော်ကျွန်တော်ရှင်းရှင်းလေးပြောချင်တာနိုင်ငံရေးပါတီတွေပြောချင်တာပါ နော်ကျွန်တော်တချို့ရစင်ခေါ်တလူလူကျွဲ့တလူခနဲ့တလူနဲ့ပါတီနိုင်ငံရေးအကြောင်းနားမလဲပဲနဲ့ဒီကောနိုင်ငံရေးမူပေါင်းမသိပဲနဲ့ဘာဖြစ်လဲညာဖြစ်လဲကျွန်တော်နိုင်ငံပါတီနိုင်ငံရေးကြောင်းမသိဘူးပေါ့ညာပို့ရလဲပြောတာပါကျွန်တော်တချို့နောက်တော့ပြောသေးတယ်ကျွာမင်းတတိမင်းရန်တတိရှိနေပါတီထောင်လိုက်ပါလားဆိုကျွန်တော်စင်ခေါ်တလူရှိတယ်အဲ့တော့ပို့ရလဲပြောရင်တော့ကျွန်တော်လည်းပို့ရလဲပြောရင်တော့ဟိုတခါလေးပြောချင်တာပေါ့နော်ပါတီထောင်လိုက်ပါလားဆိုအေးကျွန်တော်ပါတီထောင်တဲ့နေ့ကြမှာခင်ဗျားတို့အကုန်ထိုင်မဝေးကြတယ်လို့ပြောချင်တာဒါပေမဲ့ကျွန်တော်တော့ဒါမဲ့မလုပ်ပါဘူး မဟုတ်ပါဘူးကျွန်တော် channel ကြောက်တယ် channel ကြောက်က channel လောက်လောက်တယ်ပြီးပါတီတွေရဲ့အရေးချင်းအရေးသွေးအဲ့ဒါတွေစောင့်ကြည့်ဖို့ကျွန်တော်တို့ကတာဝန်ရှိတယ်ဝေဖန်ဖို့လည်းတာဝန်ရှိတယ်ပြပြနေတာဝေဖန်ပါပဲပြပြနေတယ်ကိုဝေဖန်ပါပဲဘာလို့လဲဆိုတော့ဘာလို့ဝေဖန်လဲအဲ့ပါတီတွေကနိုင်ငံအာဏာယူခြင်းကြတာခင်ဗျာအဲ့ဒီပါတီတွေကတော့နိုင်ငံအာဏာယူခြင်းနဲ့ပါတီရှိလို့လားနိုင်ငံတော်အကျိုးတက်လုပ်ပါမယ်လို့ပြောတယ်ခင်ဗျ။နော်ပါတီတွေအခုခရီးကပြောခဲ့တဲ့တေချာပေါ့တို့ဒီရွေးကောက်ပွဲစာလှုပ်လို့ရတော့တို့မဲအောင်လိုင်းရဲ့လှုပ်တဲ့ပြိုင်တဲ့ပါတီရပဲအနိုင်ရမှတေချာနေပါပြီနော်။ ့ကျွန်တော်ယူနေပြီမဲ့ကြောက်တယ်တတိမရှိဘူးလို့ကျွန်တော်ဒဲပဲဝေဖန်ခဲ့တယ်ပုံမော်လည်းဝေဖန်ခဲ့တယ်တေအောင်တတိမရှိဘူးကြောက်တယ်သိမှကြောက်ကြတယ်အဲ့လိုမျိုးလိုအဲ့လိုပြောတယ်အချို့တွေစိတ်ဆိုးတယ်ရှူး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 ဖြစ်ကုန်တယ်ကိုကူမတွေးရပြူလာနှစ်ထင်းရင်းနေတူခတ်လာတာပေါ့နော်ကျွန်တော်ပုံမော်လည်းပြောရင်အဲ့ဒီလူတွေအဲ့ဒီပါတီအကုန်လုံးအကုန်လုံးအဲ့ပါတီရဲ့ခေါင်းဆောင်တွေပါတီတာဝန်ရှိသူအကုန်လုံးဟာ2021နိုင်ငံရေးကိစ္စစတဲ့အချိန်လူငယ်တွေလမ်းပေါ်တက်တဲ့အချိန်လမ်းပေါ်တက်တာနေလက်နက်ကင်ပုံကမ်းမှုစူးစမ်းတဲ့အချိန်အထိအဲ့ဒီပါတီခေါင်းဆောင်တွေအကုန်လုံးဗဇက်ကြီးတွေပိတ်နေတယ်ပြောပါလားကိုပိုင် Facebook အကောင့်ရှိတယ်ကိုပိုင် ိုထားမှာတော့ဒရိမီဒီယာတွေနဲ့ကြည့်တယ်ကောင်းလို့ရှိတယ်။ပေါင်းပြီးတော့ပြောပါလား။လူငယ်တွေကိုတားကြထိန်းကြပါလား။ပါတီအထက်နင်းပါပူပြောမှာနော်။နင်းပါအမဟိုပီတီတူလည်းတန်းနဲ့ပြစ်သေးတယ်။ဘာမှမတောင်းပန်နဲ့ပြင်ပို့ပြီးတော့ရဲရဲဆဲဆဲလှုပ်သေးတဲ့ဟာတွေပေါ့နော်။ဒါတွေအရင်ဆုံးပြောရမှာမင်းပါ။မင်းပါကိုကိုယ်တိုင်တောင်းပန်ရမှာပီတူ။ပြောခဲ့ကြအောင်အဲ့တော့ကလုံးဝဥမင်းအောင်လိုင်းပြုတ်ကြတယ်ကိုယ်လည်းပြအဲ့ဒီပါတီကအကုန်လုံးဥမင်းအောင်လိုင်းပြုတ်ကြမလားဆိုတဲ့ရွေချက်နဲ့စောင့်ကြည့်ရတာအဲ့ဒါလည်းဟုတ်တယ်ပြုတ်ကြတော့ဥမင်းအောင်ပြေးဖားကြတယ်ခင်ဗျာတချို့ပါတီတွေကျွန်တော်သိတယ်ဥမင်းအောင်လိုင်းပြုတ်မကြအောင်ထိန်းထားတော့မှ ဥပမာလေသူ့ရင်ချင်းနဲ့သူထိန်းထားနိုင်တဲ့အခါကျမှချက်ချင်းဘာကြီးကြီးရှိလို့ပြစ်ကတ်ကြတာအစောပိုင်းကာလာတလျှောက်လုံးမှာဥမေအောင်လိုင်းအဲ့ပါတီကြီးကူညီသလားလို့ဥမေအောင်လိုင်းပြောပေးဥမေအောင်လိုင်းတော့တိုးပေးတော့တိုးတယ်မြောက်တော့မြောက်ပေးကြတယ်အဲတခုတကယ်နေလားငါလားပြည်လေပြစ်ကိုဥမေအောင်လိုင်းပြုတ်ကြမလားဆိုတော့ပြောလို့ချင်းပြုတ်ကြမှာငါတို့ရမယ်ထင်တယ်ပြောလို့ချင်းလေအဲ့ပါတီတော်တော်များဘာလို့နေကြလဲဆိုတော့အကုန်လုံးကရှိုးနေတယ်တရားမှအတန်လို့မပြောဘူးကျွန်တော်မချင်တယ်လို့ထပြောတယ်ဗာလဲ2021မှာကျွန်တော် April 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 လောက်ကုန်မှနေမီလာမှာကျွန်တော်စပြောတယ် ခင်ဗျားတို့ပါတီတွေမထွက်ကြဘူးခင်ဗျားတို့ပြောကြလေတားကြလေတားကြလေတားကြလေကျွန်တော်ပြောခဲ့တယ်ကျွန်တော်ရုပ်တံအစအဆုံးတော့တော့မလုပ်လို့ဆိုကျွန်တော်တိလဲတိတယ်ကျွန်တော်တတိရှိပြောခဲ့တယ်ဒီကောင်တွေကလက်မခံလက်နက်ကင်နာကလုံးလက်မခံကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီပါတီတွေအကုန်လုံးတက်မအောင်ပြောရင်ကဲဒါတော့ကြုံမင်းပေါ့နော်ဒီပါတီနဲ့ပတ်သက်ပြီးတော့ပြောထားပြီးလိုပိုင်းဖြစ်ပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အခုရက်ပိုင်းမှာ online မှာပြည့်နေနေတာပါเนาะဒီလေးတဲ့ဘိုကြီးတူဦးပေါ့เนาะဒီဘိုကြီးဘိုကြီးလေးတဲ့ဘိုကြီးကြည်ဖေလင်းကို ဒီလက်ဖက်ရည်တောက်နေတဲ့အချိန်မှာရှင်းလိုက်ပြီဆိုတော့သတင်းပေါ့နော်ပြန်နေလည်းဖြစ်ပါရဲ့နော်ဒါပေမဲ့ဒီသတင်းကိုပြန်ပြီးကြည့်တဲ့အခါမှာဒီ MS 7တက်ဖွဲ့အနောက်မြောက်စစ်ဒေသကထုတ်ထားတဲ့ဟာမှာ29ရက်ဒီဇင်ဘာ2024ဆိုပြီးပြထားတယ်ပေါ့နော်အဲ့တော့တချို့တွေကြလည်းဒီနေ့မှပြန်ရှင်းနေတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ကတော့ဒီဘာပြောဒီလီဘဲတွေကတော့ဟိုတခါလေဟိုမျိုးစာဖြစ်ခိုင်းစီကျင်တာတော့အမှန်ပဲပေါ့နော်ဒါပေမဲ့လည်းဒီမှာကတော့ဒိတ်မားနေတဲ့ခါကျဒါလေးနေသတိထားဖို့ပေါ့နော် အဲဒါပေမဲ့လည်းဒီရဲဘော်ရှန်လီကဒီအကြောင်းကိုထုတ်ပြောလာတဲ့ခါမှာအာဒီသတင်းအမှန်လားဗာလားတကယ်ဝေခွဲမိတာဖြစ်တာပေါ့နော်အဲ့တော့ရဲဘော်ရှန်လီပြောထားတာလေချက်နောက်ထောက်ကြည့်လာအောင်နော်ဒီကိုကျွန်တော်မပြောခင်မှာအရှိကကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့မိဘပြည်သူတွေတကယ်နဲ့ဝင်းကူညီခဲ့တာကျွန်တော်တို့ဒါအချက်ဖက်စစ်ခွေးတက်ရဲ့ဒါလေတက်အရာရှိသူတို့တွေကိုပြစ်ဒဏ်စီရင်ဖို့ ကျွန်တော်တို့ဒါ challenge ခေါ်ခဲ့တာရှိတယ်ပြီးတော့စုကြည်တွေကိုထုတ်ပြန်ခဲ့တာရှိတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်မိဘတွေဆိုရင်ဟာကိုရှမ်းလေးပတ်သိမ်းနေတာဗောဆိုတော့အဲ့လိုမျိုးဒါကျွန်တော်မိဘပြည်သူတွေရဲ့အတန်တွေကျွန်တော်မိဘပြည်သူတွေရဲ့အကဲကိုအားတက်သရောပြီးတော့ပြင်းပြတဲ့ဆန္ဒတွေကိုဒီနေ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီသတင်းကိုမပြောခင်မှာကျွန်တော်မိဘတွေကို လေဘဲသားရောင်းချင်ပါတယ်အဲ့ဒီလေဘဲသားကတကယ်ကိုအရသာ ရှိတယ်ချုံမိန်တယ်ဘာနဲ့ပဲတွဲဖက်စားစားစားလို့အရသာရှိတယ်လေဘဲသားတပိတ်တာကိုမြန်မာငွေကျပ်တသိန်းကျွန်တော်တို့ဒါတစ်ဆယ်သားချင်းဝယ်စားမယ်ဆိုရင်မြန်မာငွေကျပ်1000ကနေပြီးတော့စတင်ဝယ်စားလို့ရတယ် ကျွန်တော်တို့ Thai Baht ငွေနဲ့ပြောမယ်ဆိုရင် Thai Baht ငွေဒီတပေါင်းပေါ့ဗျာတပေါင်းကနေပြီးတော့ Thai Baht ငွေတရာကနေပြီးတော့စတင်ဝယ်ယူစားသုံးနိုင်ပြီးဆိုတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုဥစွာတင်ပြပေးချင်ပါတယ်ဟုတ်ပြီကျွန်တော်တောင်တာညွနယ်မှာသူတပည့်တယောက်နဲ့လပိဆိုင်မှာညိုဆုတ်နေတဲ့အချိန်ညိုဆုတ်နေတော့ ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်အောက်မှာပဲအဝေးစီးငရဲကိုမဆီတောင်ကိုက်ချိန်ပြပါနဲ့အဲ့ဒီလေဘဲငနေသားစောက်ထိုးဆင်းသွားရပါတယ်ကျွန်တော်ပြောချင်တာကတော့ဒီပွဲကမပြီးသေးဘူးဆက်ရံရှိသေးတယ်ကျွန်တော်တရင်အချက်လက်တွေအမြောက်များရရှိထားပါတယ်ကျွန်တော်တို့ဖြည့်တွင်းမှာကျွန်တော်တို့တိုင်းရင်းသားညီကိုမောင်တို့ကတော့ကျွန်တော်တို့ရဲ့ကလေးငယ်တွေကိုလေချောင်းကနေပြီးတော့ရရဆက်ဆက် အစုလိုက်အပြုံလိုက်သေစီနှိုင်ဖို့အတွက်ဒါအပြင်းထန်တဲ့ဘုံအမျိုးမျိုးအာ nothing what star မျိုးတွေပြီးတော့ပေါင်းရဘုံတွေမီးလောင်ဘုံတွေနဲ့ကျွန်တော်ရဲ့ clean ရဲ့တွေကိုတက်ဖြတ်ခဲ့တဲ့သူတွေအခုသူတို့တွေကြောက်နံ့နေကြရပါပြီ။ ကဲဒါတော့ရုပ်ရှင်လေးတင်ဆက်ထားတဲ့သတင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီသတင်းကိုပြန်ပြောမယ်ဆိုရင်တော့ဒီသတင်းတက်နေတာကိုကျွန်တော်ကြည့်တဲ့အခါမှာเนาะဒီ date လေးနည်းနည်းလေးလွဲနေတယ်ပေါ့เนาะ29 December 2024မှာခရီးကဒီသတင်းကတက်နေတာဖြစ်တဲ့အတွက်ပေါ့เนาะအာဒီသတင်းမှန်မှန်တော့မသိသေးဘူးဒါနာဒီခေတ်သစ်လိုမျိုးသတင်းဌာနအကြီးတွေမှာလည်းတင်တာမတွေ့ရသေးဘူးเนาะအဲ့တော့ကျွန်တော်တို့တော့ဖြစ်စီနေတာတော့အမှန်ပဲပေါ့เนาะဒါပေမဲ့ဒီသတင်းမှန်မှန်ဆိုတာတော့ကျွန်တော်ထပ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะ โอเคဒီ Sunday နေ့မနက်ခင်းအတွက်ပေါ့နော်တင်ဆက်မှုဗီဒီယိုလေးဒီလောက်ပဲဖြစ်ပါရနော်စအောင်ကြည့်ပြီးလိုက်ပြီးပါပြီသူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းမဲအောင်လည်းစစ်ပေးငလင်ပေးဘေးရည်ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ